ော့ဒီညမှာတချို့သောသူတွေကျမ်းမာရေးနေပတ်သက်ပြီးတော့စိန်ခေါ်မှုတွေခံစားနေရတဲ့သူတွေအတွက်ကျမဒါလေးကိုပြောပြခြင်းနဲ့ဒါကတင့်အတွက်ပေမင်းအရေးလွှမ်းမှုတဲ့ chainId တစ်ခုဖြစ်နေပါလိမ့်ဖះကဘာပြောလဲသိလားကျမဖះကိုစိတ်ချရတယ်ပေမင်းအရေးလွှမ်းမှုတော့ chainId ထဲကိုရှောက်သွားရတော့လေဘေးရန်တွေကိုမကြောက်ပါဘာလို့မကြောက်ရလဲသလားပေမင်းကဘာလဲ သင်မင်းကဘာလဲအရေးသင်မင်းကအရေးဖယားရဲ့သားသမီးတွေကိုလာပြီးတော့ထိတ်ခိုက်လို့မရအောင်ကျမတို့အတွက်ကဖယားပြင်ဆင်ထားတဲ့အချိန်မှာထွက်မယ်ဖယားပြင်ဆင်ထားတဲ့အချိန်မှာရှင်နေမယ်ဒါကြောင့်ဖယားရဲ့သားသမီးတွေဖြစ်တဲ့ကျမတို့အတွက်သေခြင်းတရားအရေးဖြစ်တယ်ပြောပြမနော်အစမ်းနောက်ထောင်းပါအခုအဲ့ဒီသေခြင်းတရားရဲ့ 我们我们出去后，他们想那样一类的。对，今天啊，谁去得了兵马俑？谁念呀？不认得巴西呀？怎么？谁念呀？不认得巴西呀？怎么？谁顾念呀？不认得巴西念的？那说，这这没耶？我们我们去泰国，想土耳其吗？不熟悉尼罗，不熟悉尼罗嘞，不熟悉尼罗嘞，不熟悉尼罗嘞，哈利路亚。 အဲ့ဒီဖယားကတင့်ကိုစိတ်ချမှုပေးနေတယ်အဲ့တော့တင်ကဘာလို့အောင်လဲဆိုအဲ့ဒီအရေးကြီးကိုကြည့်ပြီးတော့ကြောက်နေပုံကိုအဲ့ဒီအရေးကတင့်ကိုလာကြိုက်လို့လည်းမရောလာထိလို့လည်းမရောလာပြီးတော့ဖက်တွေထားလို့လည်းမရောလာပြီးတော့ဆွဲချသွားလို့လည်းမရောတင်လို့မယ့်အရာကအဲ့ဒီအရေးကိုကြောခိုင်းပြီးတော့အလင်းဘက်ကိုမျက်နှာမူရမှာဖြစ်တယ်မကျမမာခြင်းညနေတဲ့သူတွေကျမပြောပြမယ်ညကိုမမတို့ငါဖះဟာကျမခြင်းကိုဖေးတဲ့ဖះဆိုတဲ့အရာကိုပြန်ပြီးတော့မျက်နှာမူပြီးကြည့်ပါယေရှုခရစ်တော်ဟာ သူခံခဲ့တဲ့ဒဏ်ချက်တို့အပြည့်အနာရောဂါရှိတဲ့မြောက်ပျောက်ကင်းတယ်လို့ငါ့ကိုပြောခဲ့တယ်အဲ့ဒါကိုပဲမျောချီပါအဲ့ဒါကိုပဲစူးစိုက်ပါအဲ့ဒါကိုမစူးစိုက်ဘဲနဲ့ငါဒူကောင်ငါခြေထောက်ငါခါငါကြောက်ကက်ငါနှလုံးပြတ်တော့မယ်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 လူလူလူကစိုက်တဲ့အတိုင်းဖြစ်တယ်လေပြတ်တာပေါ့သေတော့မယ်သေတော့မယ်သေတော့မယ်ဆိုယုံကြည်ခြင်းကဝင်လာတော့သေတာပေါ့ဒါပေမဲ့ကျမတို့ယုံကြည်ခြင်းကိုဘသူစီကိုပြန်လှည့်ရမှာလေဆိုတော့အလင်းဘက်ကိုမျက်နှာမူရမှာဖြစ်တယ်အဲ့လိုဆိုရင်ကျမတို့ မချမ်းမမာခြင်းဆိုရယ်စင်ခုံးဖို့အောင်မြင်နိုင်မှာဖြစ်တယ်အာမင်ကျွန်မဒီဖြစ်ဖြစ်လေးကိုပြောပြမယ်ကျွန်မအိမ်တန့်ရှင်းလုံနေရင်းနဲ့အိမ်နောက်ဖေးမှာမိဖို့ကြောင့်မှာအိမ်သာထဲမှာကျွန်မအိမ်သက်ရှင်းလို့အဲ့လိုခေါင်းမိုးတွေရအစစီလင်တွေရအစလိုက်လှုပ်တာအဲ့ဒါကျွန်မအကျင့်ဒါနဲ့ကိုထိုင်ကိုအမြင့်ပေါ်မှာကျွန်မမတ်တက်ရက်ပြီးတော့မှလှုပ်တာဖြစ်ချင်တော့အိမ်သားလည်းနည်းနည်းမြင့်တယ်ဒီဘက်မှာမိဖို့ကြောင့်နည်းနည်းနှိမ့်တယ်အဲ့ဒီဘဝနဲ့ပြုတ်ကြပြီးတော့ခါးကအိမ်သာထဲမှာ လန်ကျိုးတို့ဖြစ်သွားတယ်။ကျမတော်တော်လေးကြီးကြီးကြီးခံစားရတယ်။အဲ့တော့ကျမဘာဖြစ်လဲဆိုတော့ကျမအဲ့ဒါကိုဘလောက်ပဲဖြစ်နေပါစေ17နိုင်မှာဖရာရှိခိုးရှိတယ်ဆိုတော့ကျမရအောင်သွားတယ်။သူများအိမ်မှာကျမဖရာတွေပါရအောင်ရှိခိုးပေးတယ်။ဘလောက်နာနာ face the giant boy face the fear boy ကျမရအောင်နေတယ်ထိုင်နေထားတယ်ကျမလှုပ်တယ်။ကျမဘလို့ခံစားဆိုခါနှစ်ပိုင်းပြတ်သွားတယ်ကျမခံစား။လှုပ်လို့မရတော့အောက်ပိုင်းက အဲ့နကဲကြပါအောင်ဆရာဆောကျမအဲ့လိုပဲဟောတာဒေဒီအနားမှာငါလှုပ်လို့မရတော့ငါလှုပ်လို့မရအဲ့ကြတော့မှကျမအကြီးအကျယ်ဖြစ်နေဆိုတာကျမသိတာဒါနဲ့မနေ့ဖြစ်မနေ့တရားဟောရမယ်အဲ့နေ့ကဆက်တည်းကျမတရားဟောချက်ကိုအဲ့ရပေါ်မှာကျမပြင်နေတော့မယ်ခေါင်းထဲမှာဒါဆိုတနေ့လုံးပြင်ထားတဲ့ຢာတွေကိုလည်းကျမပြင်ပြီးတော့စားရစီနေသေးတယ်ပါဝါပွိုင့်တွေအတွက်ကျမပြင်ဆင်နေတော့မယ်ဒါနဲ့ကျမအဲ့မိုးချုပ်သွားတဲ့အချိန်မှာ တော်လေးညနေတော့မှကျွန်မအိတ်သွားတယ်။ဘာလို့ဆိုကျွန်မဘု து အဝေငှခြင်းလဲဆိုတော့ဒါရိုးရိုးတတပုံမလင်းလင်းပြောတာကျွန်မဘု து အဝေငှခဲ့ခြင်းလဲဆိုတော့ဒီလောက်တိတစ်ချိန်မှာတစ်ထောင်လောက်လာနေတဲ့အချိန်မှာကျွန်မလူတယောက်ကိုတရားဟောခြင်းလား။음ဘသူလဲဆိုတော့သူကယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့မှဘတ်စလိုက်ပြန်ဖြစ်သွားတဲ့ဘာသာမဲ့နေတဲ့လူငယ်လေးတယောက်ဖြစ်တယ်။ကျွန်မကသူ့ကိုဝေငှခြင်းလား။အဲ့တည်းကျွန်မတရားဟောခြင်းတဲ့ဘုတ်ကိုနေမကောင်းလဲကျွန်မဆက်ပြင်းနေတယ်။ ။နည်းနည်းအဲ့လိုပြင်ပြီးတော့မှဘာဖြစ်လဲဆိုတော့မနေ့ကျတော့မိုးလင်းလို့ကျမမျက်စိလည်းဖွင့်လည်းဖွင့်လာ။မျက်စိဖွင့်လို့မရတော့။ဖွင့်လိုက်တာနဲ့ကျမတို့ဗီဒီယိုရိုက်တဲ့အခါမှာဖုန်းအောက်ကိုပြုတ်ကျသွားရင် screen ထဲမှာလဲနေသလိုကျမမျက်စိကအဲ့လိုဖြစ်လာတော့။နောက်ကျမအယုံကြောထိပ်သွားပြီးတော့ကျမသိတယ်။နောက်ဆုံးဖခင်ကျောင်းကအမတွေရောက်လာတယ်။ကျမဆေးကိုရောက်သွားတယ်။သူတို့လှုပ်ရှားရှိရတွေလှုပ်ကြတယ်။အဲတော့သူတို့ဆေးတွေပြေးတယ်ဓာတ်မှန်တွေအား MRI တွေရိုက်ကြတယ်ဘာညာပေါ့အကုန်လုတ်တယ်လုတ်တော့ကျမတို့ကတခါတည်းဆက်နဲ့ဆွဲဖို့ရန်အတွက်လည်းသူတို့လှုပ်လှုပ်ဆောင်ကြတယ် ကျွန်မသဘောပေါက်လိုက်ပြီငါအချိန်နေမကောင်းတော့တော်တော်လေးမကောင်းတော့ဘာဖြစ်လို့ဆိုတော့ဆေးတွေပါတယ်မပါဘူးဆိုရင်ကျွန်မလမ်းကောင်းကောင်းမလျှောက်နိုင်တော်တော်လေးအချိန်နေမကောင်းဒါပေမဲ့ကျွန်မဘာရှိလဲဆိုကျွန်မခရီးသွားကျင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရခိုင်ရိုးမတောင်တန်းပေါ်မှာသာသနာပြုတဲ့ကိစ္စလေအဲ့တော့အရင်ခရီးကျန်းတယ်တယုံတယုံသွားလို့မရဘူးကားဘိန်းတွေကိုတန်ချိုးနဲ့ပတ်ပြီးတော့မှတက်ရတဲ့ခရီးစဉ်ဖြစ်တယ်ကျွန်မအဲ့ဒီအတွက်လည်းသွားကျင်နောက်တစ်ပတ်ဆိုသွားတော့မှကျွန်မအခုဘာဖြစ်လဲခါအောက်ပိုင်းတည်တယ်လို့ဖြစ်နေတယ် အသိဉာဏ်တွေဘယ်သူမှမသိလိုက်ဘူးเนาะအဲ့တော့အဲ့လိုဖြစ်နေတဲ့အချိန်မှာကျမကဖျားသခင်ကိုမျောလင့်နေစေပဲဒါနဲ့အိမ်မှာဘလို့သွားရလဲဆိုတော့သူကဆေးတွေပါနေတော့သူတို့လုတ်တဲ့အရာမျိုးစုံကြောင့်ပေါ့เนาะကျမတရွတ်တိုက်တော့လက်ကိုအားပြပြီးတော့ဖြည်းဖြည်းချင်းချင်းရွှေ့လို့ရတယ်ဂဒင်ပေါ်တော့မတက်နိုင်ဘူးဂဒင်အောင်ပါပဲကျမအိယာကဲအချိန်မှာရုတ်တရက်ဆိုတယ်လို့အိမ်ရှိမှာအမျိုးသမီးတယောက်ရောက်တယ်အဲ့အမျိုးသမီးကရောက်လာပြီးတော့မှကျမတကားကိုဘျုံးဆိုဖွင့်ချလိုက် ကျွန်မလူမမာရုပ်ဖြစ်နေရဘူးဘူးမှမမြင်စေချင်ဘူးကျွန်မရဲ့အပြုံးကိုပဲမြင်စေချင်တယ်ကျွန်မရဲ့မျက်ရည်ကိုမမြင်စေချင်ဘူးအဲ့ဒါကျွန်မရဲ့နှလုံးသားဒီလိုပြောလို့မာနကြီးတာမဟုတ်ဘူးကိုယ့်ရဲ့ burden လို့ခေါ်တဲ့ဝန်ထုပ်ကိုသူများမပေးချင်တာဒါနဲ့အဲ့ချိန်မှာအဲ့မျိုးသမီးကပြောဟဲ့အမရဲ့ဘာဖြစ်လို့ရောက်လာတာတော့ကျွန်မအရင်အားနိုင်ချင်ကျွန်မအဲ့လိုမော့ကြည့်လိုက်တဲ့အခါမှာကျွန်မတရားဟောချင်တဲ့သူ့သားပါလာတယ်อืม hallelujah ဟောချင်ရနေသားမကောင်းတဲ့တရားဟောချင်တာစိတ်ကမပြတ်သေးဘူးเนาะ face your giant ဆိုအဲ့ဒါပဲတခါယန်သူကိုယင်ဆိုင်လိုက်ဆိုနောက်ဆိုအချိန်ချင်းယင်ဆိုင်ရဲသွားတယ်အာမင်အဲ့ဒီအချိန်မှာကျမဘာလုပ်ရသလားတရွတ်တိုက်အိမ်ရှို့လာမလာပါနဲ့ဆရာမရဲ့ဘာညာမဟုတ်ဘူးကျမအဲ့ဒီအချိန်မှာအိမ်အိမ်ရအိမ်ရှိရထိုင်ကောင်းအပုလေးဆိုအဲ့ထိုင်ကောင်းအားပြုတ်ပြီးမရရအောင်ထိုင်ဖို့ကျမပြင်ဆင်တယ်ဒါနဲ့ကျမဘာဆားလို့လဲသလားအဲ့ဒီ Sunday အတွက်ဝင်ခမယ့်တရားဟောချက်ကိုစပြီးတော့ပြောတာဘယ်ရမလဲဘယ်ရမလဲသူတို့ဝိညာဉ်မရဏနိုင်ငံတွေကကတင်ခံရဖို့အရေးကြီးတယ်လေ ူ့ကိုသူတံမိုးပထားတဲ့ရင်နေပါစေကျမတို့ကသူ့ရဲ့တံမိုးကိုနားလေတဲ့အတွက်ကြောင့်မလို့ဆက်ကြဝလာတလုံးထက်မကတံမိုးကြီးရဲ့သူ့ရဲ့ဝိညာဉ်ငရေတဲ့ကိုမရောက်ဖို့ရန်အတွက်တာဝန်ပေးထားတဲ့အခါမှာကျမအစတင်ပြီးတော့သူ့ကိုဝင်ငှောက်ဝင်ငှတဲ့အချိန်မှာဖရာတတ်နိုင်ကြအောင်ဖရာကောက်မြတ်ကြောင်းနေပဲကျမကဝင်ငှားနေတာအဲ့ဒါကျမကဝင်ငှားနေတဲ့အချိန်မှာသူတို့စဉ်းစားမယ်ဗျာအဲ့ဒီဆရာမအခါတပိုင်းတည်နေတဲ့ယုံနေငါ့ကိုသူ့ဖရာကကောင်းနေသူ့ဖရာကအသက်ရှင်နေသူ့ဖရာကတတ်နိုင်နေဆိုတဲ့အရာကိုပြောနေတယ် ။ဒါနဲ့ကျွန်မပါလို့လဲဆိုတော့ပြောရင်ပြောနေ။ तू ကဘလို့ဖြစ်လာလဲဆိုတော့ကျွန်မဂိုးသွင်းတဲ့အချိန်ရောက်လာပြီ။ तू ကတပြေးပြေးနဲ့နှုတ်ကပတ်တော်ကိုနားထောင်နေရင်းနဲ့ तू နှလုံးသားကိုဝိညာဉ်တော်ဘုရားကပြုပြင်ပေးတဲ့အခါမှာ तू ကဘာစပြီဆိုကျွန်တော်တဲ့ကျန်းစာပြန်ဖတ်မယ်တဲ့။ကျွန်တော်ပြန်ဆုတောင်းမယ်လို့ तू ကပြောလာတာ။အရင်တော့ကဆုတောင်းပေးမယ်ဆိုမကြိုက်ဘူး။ကျန်းစာဖတ်ခိုင်းရင်ဒါကယုတ်ကြီးမရှိတာအဲ့ဖះရနဲ့ကျွန်တော်လည်းစကားမပြောဘူးဖះဆိုလည်းမရှိနိုင်ဘူး။သူကဖះကိုစိတ်ဆိုးပြီးတော့ဖះမရှိဘူးလို့သူကပြောတဲ့အဖွဲ။အာဖះမရှိဘူးလို့ပြောမယ်ဖះကဘာဖြစ်နေရလဲစိတ်ဆိုးနေရ အဲ့ဒီအချိန်မှာသူကစံစာပြန်ဖက်မယ်ဆုတောင်းမယ်လို့လည်းပြောလို့ပြောကျမပျော်လိုက်တာအဲ့ဒီအချိန်မှာကျမဘာလို့မိလဲဆိုတော့ဇပွဲကောင်ကိုကင်ပြီးတော့မှဇက်ခနဲ့ကျမမတရက်လိုက်တယ်မိနေတာတတော်အချိန်နေမကောင်းဆိုတာမိနေအဲ့တော့ကျမကမတ်တလဲရက်ကောအောက်မှာရှိတဲ့တားမိနေရောက်ကအဲ့တော့သူကကျမကိုကြည့်ကျမဘာလို့ကြည့်တာလဲပေါ့ကျမအရင်ပျော်လို့လေပေါ့မဟုတ်သူတို့နဲ့ဆက်ကြည့်နေတယ်ကြည့်မှာပေါ့ဘယ်ဟုတ်မလဲကျမကမတ်တရက်နေပြီလေ မင်းကျမတတိထားမိလိုက်တဲ့ညာစကားပြောနေတဲ့အချိန်တော့တစ်ချက်ကလေးပူသွားတဲ့ရောက်ကျမခံစားရတယ်ဒါပေမဲ့အဲ့ဒါကိုလည်းကျမဂယုမဆိုင်ပါဒါနဲ့ကျမမတည့်ရနေတယ်အေးဟုတ်တယ်ဒါနဲ့ကျမဘာလို့လဲဆိုတော့ခါ့ကိုဒီလိုစောင်းကြည့်တယ်ခါ့ကိုဒီလိုငုတ်ကြည့်တယ်ခါ့ကိုဒီလိုမက်ကြည့်တယ်အမကျမမနာတော့ဘူးအမကျမမနှက်ပြန်မနှက်ပြန်သွားမယ်ရခိုင်ရိုးမပေါ်တက်ရမယ်ခီးစင်ကျမလိုက်နိုင်ပြီထင်တယ်အမရဲ့ကျေးဇူးပဲကျမအထောက်သွားထုတ်လိုက်အောင်မယ်ဆိုချက်ချင်းပဲ 那我跟内蒙多买点，怎么超超级新这个鞋，嫂子也变了，看我眉毛多漂亮嘞！哎 <noise>，好了，那怎么标准的呀？哥，我也没钱嘛，买鞋不买，戴表可潇洒呢呢。这你阿爹阿娘漂亮呢，哎，哪天鞋不买呢？我穿到脚罗没？我穿到裤罗没？我腿罗没？我手手罗没？我鞋买呀没？哎，路旁边呢嘛对面呢？我不要阿姐嘛，真我比的，我不要阿奶有那个意思，我不要要看天爷他妈似的，哈利路亚！ 这样吧。